အလိုပဲမင်္ဂလာပါကျွန်တော်တို့ရဲ့ channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါရစေ။အာဆင်နယ်ကချန်ပီယံခီးလန်းကိုတီတီငင်ငင်နဲ့ရှောက်လန်းနေပါရစေ။ပြိုင်ပွဲစုံမှာသူတို့အသင်းရဲ့ခြေစွမ်းကရိမ့်ရိုင်မသွားပါဘူး။တမိုင်းကြောင့်တလျှောက်မှာငဲနိုင်လို့ဖြစ်နေတဲ့ဗန်လေသင်းကိုစနေညမှာတတောင်တတနဲ့အနိုင်ယူလိုက်ပြန်ပါရစေ။ အဒီတာနဲ့ဝိုင်းတော်သားများရဲ့နိုဝင်ဘာလအနိုင်ဟာလှပလွန်ပါတယ်။ဘေကိုမရှိနိုင်ပွဲတွေဟာအာဆင်နယ်နဲ့တသားတည်းဖြစ်နေပါပြီ။ဂါဘရီယယ်ရဲ့အကြောင်းကိုတခုတခါပြောပြချင်ပါတယ်။ဂါဘရီယယ်ကတန်ဖိုးရှိနောက်ခံသူဖြစ်လာပါပြီ။သူ့ရဲ့သွင်းကိုယ်တွေဖန်တီးမှုတွေကပရီးမီးယားလိနဲ့ချန်ပီယံလိမှာမကြာခဏအမြင်တွေ့နေရပါတယ်။တကယ်ဆိုရင်နောက်ခံသူတူအတွက်အသင်းဘေကိုမရှိအနိုင်ရရှိခဲ့ရင်လုံလောက်တာထက်ကိုပိုနေပါပြီ။အခုဂါဘရီယယ်ကတောင်းဆိုမှုထက်ကိုကျွလွန်ပြီးတော့ဆွမ်းဆောင်ပြနေပါတယ်။ကျွန်တော်တို့အားလုံးဂါဘရီယယ်ကိုလက်ခုပ်တီးချီးကျူးရပါမယ်။ပြီးတော့ Your Grace ပါ ယောဂရက်စ်ကတရားသည်90လောက်သွင်းမဲ့ပုံစံမျိုးမြင်တွေ့နေရပါပြီ။ဒီနိုင်ပွဲပြီးမှအာဆင်နယ်ကစံချိန်သစ်တွေထပ်တင်ပါတယ်။မင်္ဂလာပါ။မြန်မာချင်းနဲ့ဘောလုံးကစားချင်သူများအတွက်ဘော်ဒီဘက်လာပါပြီ။ပရီးမီးယားလိဂ်တမန်ကျော်တစ်လျှောက်ရာသီအစပထမဆုံး၁၀ပွဲမှာထောင်းကန်ဘောကနေရှုကိုသွင်းယူနိုင်ခဲ့တဲ့ပထမဆုံးအသင်းဖြစ်လာခဲ့ပါတယ်။ဒါနဲ့တင်အာဆင်နယ်ကမရက်တန့်သေးပါဘူး။ အာဆနယ်ရဒီယာတီပရီးမီယားလိပွဲစဉ်တွေမှာပထမဆုံးသွေးယူနိုင်ခဲ့တဲ့အဝေးကွင်းသွင်းကို၅ဂိုးစလုံးဟာလေတောင်းကန်ဘောတွေကနေပဲသွင်းယူခဲ့တာပါအာဆနယ်ရဲ့ဘေးကိုမရှိနိုင်ပွဲတွေကရွှေလူအဖိုးတံပါတယ်ဒီယာတီမှာမန်ချက်စတာနဲ့တဲ့အင်းကို1-0စောက်ဖွင့်လိုက်ကလေးကအာဆနယ်ရချန်ပီယံဖြစ်မဲ့အသင်းတစ်သင်းရဲ့လက္ခဏာတွေကိုမြင်တွေ့နေရပါတယ်ဒီယာတီမှာသူတို့ရှုံးထွက်တာကလေဘာဝုတ်တဲ့င်းတွေကိုပါ မန်စီးတီးကိုတည်ရချတယ်ကျန်တဲ့ပွဲအလုံးအနိုင်တွေကြီးပါပဲပြီးခဲ့တဲ့အော်တိုဘာလာအတွင်းမှာအာဆင်နယ်တင်းဟာတလာအတွင်း6ပွဲကစား6ပွဲစလုံးနိုင်ရရှိခဲ့ပြီးပြိုင်ဘက်ကိုတကူးမှပြန်မပေးရတဲ့အင်္ဂလန်ထိပ်တန်းလိသမိုင်းကြောင်းတစ်လျှောက်ပထမဆုံးအသင်းလေးဖြစ်လာခဲ့ပါတယ်အာဆင်နယ်နဲ့ပတ်သက်ရင်ဆက်စပီတွေဒေါင္ငန်ဘော်ရီဟာကြောက်စရာကောင်းလာပါတယ် နိုင်ပွဲတွေဆက်နေတဲ့အပြင်အသင်းလိုက်စူးစီးမှုနဲ့စိတ်သက်ပိုင်းကလည်းအကောင်းဆုံးပုံစံရနေပါတယ်။ခန်းစစ်ပိုင်းကလည်းခုနှစ်ပွဲဆက်တိုက်ကလင်းရှစ်ရထားတဲ့အထိတည်ငြိမ်လို့နေပါတယ်။ဒီရသည်မှာဒီလိုခြေစွမ်းမျိုးကိုပြသထားတဲ့အာဆင်နယ်ဟာပရီးမီးယားလိဂ်ဖလားကိုမရဘဲနေနိုင်ပါမလား။